မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညအပူချိန်အခြေအနေများမှာစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်တို့ထက်နှစ်ဒီဂရီဆက်စီယံ ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနိုဝင်ဘာလရဲ့ပုံမှန်အပူချိန်တို့ထက်3ဒီဂရီဆယ်စီယက်မှ4ဒီဂရီဆယ်စီယက်အထိနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနိုဝင်ဘာလရဲ့ပုံမှန်အပူချိန်ထက်5ဒီဂရီဆယ်စီယက်ပိုခဲ့ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်မြန်မာတော့နိုဝင်ဘာလရဲ့ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူးခြားတဲ့ညအပူချိန်ခြေနေများမှာဟာခါမြို့မှာ7ဒီဂရီဆယ်စီယက် ရိုင်းလင်းမြို့မှာ15.8ဒီဂရီဆယ်စီယက်ဟုံးမလင်းမြို့နယ်တောင်ကြီးမြို့တို့မှာ16ဒီဂရီဆယ်စီယက်စီနဲ့ပင်လောင်းမြို့မှာ16.8ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါတယ်။မြို့လိုက်ရွာသွန်းခဲ့တဲ့မတ်သားပေါ်ရာမွေးချိန်များမှာလဲမင်းကင်းမြို့နယ်တဝယ်မြို့တို့မှာ3.5တုံညာလမ်းမစီချိုက်ခမီမြို့မှာ3.5တင်ကားလမ်းမလာရှုံးမြို့မှာ2.5နှစ်လမ်းမပသိမ်မြို့ဟန်းချင်းကျုံမြို့နယ်တထုံမြို့တို့မှာ2.3နှစ်လမ်းမစီ ခရမ်းမြို့နယ်ဖောင်းပြင်းမြို့တို့မှာနှစ်တသက်မှ39လက်မှစီကော်တောင်းမြို့မှာနှစ်တသက်မှ31လက်မှချောင်းစုံမြို့မှာတက်တသက်မှ9ခွန်လက်မှကွန်းချံကုန်းမြို့မှာတက်တသက်မှ9000လက်မှနဲ့ရန်ကုန်ကပိုင်းမှာတက်တသက်မှ69လက်မှတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနအိခွဲချိန်မိုးလေဝသဂျိုးတို့မှာဖမ်းယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိတ်တူထန်နေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အနှင်းငယ်မှာတိတ်အသင့်တင်ဖြစ်တွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့စကမ်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ကြုံခြင်းမိုးကျွပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိမ်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့် ချိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထင်အထင်မှတိမ်ထူထပ်နေပါတယ်။အခုတွေ့မြင်နေရတဲ့တိမ်တိုင်းကြီးကတော့ဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့တိုင်ဖုံမုန်တိုင်းခတ်မီဂီကြောင့်ပဲဖြစ်ပါတယ်။အဆိုပါတိုင်ဖုံမုန်တိုင်းခတ်မီဂီဟာအနောက်ဘက်သို့ရွှေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြဝကျွန်းပေါ်နဲ့ရခိုင်ကမ်းရိုးတန်းဒေသတွေမှာလေပြင်းအားလျော့နေတာကိုတွေ့ရပါတယ်။ မင်္ဂလာပေလောအချိန်ကတော့ဒီခေတ်မြန်မာစံတော်ချိန်10နိုင်ခွဲချိန်တိုင်းထွာချက်များအရမင်္ဂလာပေလောအရှိလေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့မြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ကင်ရက်ဒေတာနီမှာဖြစ်ပေါ်နေတဲ့လေဖျားနဲ့ရဝန်းဟာဆက်လက်တရှိနေပါတယ်။အဆိုပါလေဖျားနဲ့ရဝန်းဟာမြောက်အနောက်မြောက်ဖက်သို့ယူလျားနိုင်ပြီးနောက်24နိုင်အတွင်းမင်္ဂလာပေလောအရှိလေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့မင်္ဂလာပေလောအရှိမြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကင်ရက်နဲ့ရင်းနဲ့ဆက်ဆက်လက်ရှိတဲ့ မြက်ဝကျွန်းပေါ်ကမ်းလွန်ဒေသများသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာမြမကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်းပန်ရန်ခါမိုးတက်လေပြင်းများကြောက်ပြီးလိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိုက်ကို35မိုင်အထိတိုက်ခတ်နေပါတယ်။လိုင်းမြင့်မှာမြမကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနေပါတယ်။မနှက်ဖြန်မနှက်အထိခန့်မှန်းချက်များအနေနဲ့ကတော့ကရယာပြင်းနယ်မှာနေရာကျကျ မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာဆိတ်ဆိတ်နဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားမှုတချုံရပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကျဉ်နေပါတယ်။အခုဆက်လက်ပြီးမနှက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ thank you နေပြည်တော်၌နေတော်ဝိုက်အတွက်မနှက်ဖြံမနှက်အထိမိုးလေဝသအချိန်တွေခန့်မှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။အနေဆောင်ပုံချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆောင်ပုံချိန်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရှန်ကုန်မြို့နယ်နေတော်ဝိုက်အတွက်မနှက်ဖြံမနှက်အထိမိုးလေဝသအချိန်တွေခန့်မှန်းချက်မှာမိုးအထင်အထင်ထစ်ချုံရပြီးတခါတရံတဲထန်နေပါတယ်။ အနေဆန်းပူချိန်မှာ24ဒီဂရီဆဲစီရဲ့85ဒီဂရီဖာနင်ဟိုက်နဲ့အမြင့်ဆန်းပူချိန်မှာ28ဒီဂရီဆဲစီရဲ့82ဒီဂရီဖာနင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတက်ချုံရွာပါမယ်။အနေဆန်းပူချိန်မှာ25ဒီဂရီဆဲစီရဲ့89ဒီဂရီဖာနင်ဟိုက်နဲ့အမြင့်ဆန်းပူချိန်မှာ35ဒီဂရီဆဲစီရဲ့65ဒီဂရီဖာနင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့ စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးငုံပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထစ်ချုံပြီးနေရာကွက်၍မိုးကြီးပါမယ်။မြန်ကလေးတည်းအနေနဲ့ကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်၈နာရီ၃မိနစ်၅စက္ကန့်အချိန်မှာကတားမြန်ကလေးစခန်းမှာအနောက်မြောက်ဖက်68မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်းဟ ோம் မလေးမြို့ရဲ့အရှိအရှိတောင်ပတ်35မိုင်ခန့်အကွာ နောက်လက်တတော့24တသမ64ဒီဂရီအရှိလောင်ကြီးတော့65တသမ43ဒီဂရီအနက်30ကီလိုမီတာကိုဗဟုပြု၍အင်အားရေဒါစကေးလေးတသမ4အဆင့်ရှိအင်အားအနည်းငယ်ရှိတဲ့မြင်ကလေးတစ်ခုလှောက်ရှားသွားကြောင်းတိုင်းထွာရရှိပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလက်နက်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ